ဒီမှာပြရတဲ့ပုံမှာပြရတဲ့ဒီပေါ့နော်ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲပေါ့နော်ကျွန်တော်လည်းလောလောဆယ်ဟိုဒီအသိမ့်ဘက်ရောက်နေလို့ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲဆိုတာလေးကိုဟိုသိကျင်တယ်ပေါ့နော်တခိုးမှာပါဗျို့ဒီမှာတခိုးမှာဒီမှာဒီမှာရောအဲ့မှာရိုက်ထားတခိုးမှာဒီမှာဆိုင်မှာလာခွာတွဲလာလို့ဆိုင်မှာလာခိုးရတခိုးမှာအဲ့မှာအဲ့မြတ်ဘက်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမှာဒီမှာသိချာကြည့်သူ့ကိုသိချာပါအောင်ရိုက်ပြထား ။နောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထား။အဲဆောက်ခွက်ကို။ဟာ။သူကသူကလည်းနေ။ဟာ။တောက်ထားအမ။ကဲရခွက်ကလူတွေအကုန်ကြည့်ထားအမတခိုးမ။တပတ်ဆိုင်မှာလာခိုးနေတခိုးမအမ။ဘာကိုလဲနော်ဘာကိုလဲစောက်ဖမ်းတာစူးစူးပြပြနဲ့ပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲ။ညစီမရောလားလဲမရောလားလဲ။ 对哦，那开嘛丢的嘛难熬了，丢、嗯、嘞。你没生下来嘛？吐露，生下来嘛要来吐露。哈？那开是来，那开是来吐露啊？那开是那开是娃咪？娇姐、啊，他不会在太懒了哈啦？那开那开是冷的你多啦？那冷的多啦？那开是冷的啦？那你也得开冷多啦？ 啊！在野块拉垃圾啊，那在库嘛？要不嘛垃圾滩的嘛？早想不起了那可怜饭的，要嘛库啊？在库嘛？啊？早想不起了那男拉拉库的了，要拉一可怜啥的，想不起了啥的没有？哎，这在楼上起高了高的，楼上楼上楼呀！呀，你说的，楼上不呀嘞！库啊，在库嘛？拉拉库啥的嘛？刚刚我弄啥就。 နေတော့လည်းလက်နှစ်ချောင်းချင်းနှစ်ချောင်းငါတို့လည်းလက်နှစ်ချောင်းချင်းနှစ်ချောင်းမှာလောက်စားနေတာပဲဒါခလေးလာဘန်းပြပြီးတော့လောက်ဟိုစားချက်နေဟင်လာပြီးမစားကြမရှိလာမပြောနဲ့လောက်မစားလို့မရဲခေါ်လာတယ်ရဲခေါ်လာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက် 那烤好了，那烤好了鸭子拉了哈啦，拿回来你烧二的五的啦，三十四 C T 在它烧二点五的啦，好 <noise> 了，你快点上赶他来没得啦，八万两啊！来啦你啊，俺来没得那你们那俺来啦没的啦，拉垃的。要不等空嘛，等空嘛记场，哎，先过我记场，过了它要还没空嘛哩机场。 ซี่ยวจะตีตูลาคู่กับคณะคณะไอ้คลิปเนี่ยคยไหวคู่เนี่ยฮะนี่อัลเวนเลซาเนี่ยฮะล่ะแต่ยังคนเราอมณ์วนไรเลซาเนี่ยฮะล่ะฮะยิ่งเล็กมุตัวอยู่ตัวยิ่งเล็กมุดเนี่ยเขาเนี่ยเขาเนี่ยเราชาอะไรเนี่ยเราก็โคซาลุงมยาวตัวยิ่งเล็กตัวโอเดร่าไงตัวโอจิโนว่าเดรอะไรเขาว่าเราชาอะไรเราเราชาลุงมยาวตัวคลิปเราเอาชาไปไหมตัวฮ้าว่าเราตัว ရင်းနဲ့တော့ဥလာကငါအသားခွာပြီးပြိုင်မှာငါပတ်ဆက်ပြန်မရငါအသားခွာပြီးပြိုင်မှာဥလာကလားပတ်ဆက်ပြန်လိုက် 还看着看，来，又该找哪个沿着走？大块兄弟们，助你，助你。嗯 ပစ္စည်းခိုးယူတဲ့ဆွဆွဲချက်နဲ့အမျိုးသမီးနဲ့ကလေးငယ်ကိုလမ်းဘေးတက်တိုင်းကျူတုတ်ခဲ့တဲ့ဆိုင်ရှင်ရဲ့လုပ်ရက်ဝေဖန်ခံနေရရန်ကုန်တိုင်းသားရမြို့မှာစတိုးဆိုင်ထဲကိုဝင်ခိုးရဆိုတဲ့တာမီနှစ်ဦးကိုဆိုင်ရှင်ကဖမ်းဆီးပြီးကျူတုတ်ထားတဲ့ဗီဒီယိုဖိုင်လူမှုကွန်ရက်မှာထွက်ပေါ်လာပြီးတဲ့နောက်ဆိုင်ရှင်ရဲ့လုပ်ရက်အပေါ်ဝေဖန်နေကြပါတယ်။ တက်လက်ပိုင်မျိုးသမီးနဲ့အသက်သုံးနှစ်ခန့်အရွယ်ကလေးငယ်တဦးတို့ကိုဆိုင်းရှင်မျိုးသမီးကသူ့ဝန်ထမ်းတွေကိုလမ်းပေးတက်တိုင်ကိုကြိုးတုပ်စေခဲ့ပြီးကြိုးမတုပ်ခင်မှာလဲကလေးငယ်ကိုဖတ်ထားတဲ့အမျိုးသမီးကိုဆိုင်းရှင်ကရိုက်နှက်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ဟာဒီနေ့လူမှုကွန်ရက်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။ ကလေးကိုအကြောင်းပြပြီးလိုက်ခိုးနေတယ်လို့ဆိုင်ရှင်ကပြောပြီးရိုက်နှက်နေတာကိုတွေ့ရပါတယ်ခိုးထားတာတွေကိုပြန်ရောပေးဖို့နဲ့မရောပေးရင်ရဲလက်အပ်မယ်လို့ပြောဆိုပြီးရိုက်နှက်နေတာတွေ့ရပါတယ်ပစ္စည်းတွေခိုးယူတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးရင်ခွင်တဲကကလေးငယ်ဖြစ်သူကိုလည်းဆွဲဖယ်ဖို့ဆိုင်ရှင်ကသူ့ဝန်ထမ်းတွေကိုပြောဆိုခဲ့ပြီးဝန်ထမ်းတအူးကဆွဲဖယ်ဖို့ကြိုးပမ်းနေတာတွေ့ရပါတယ်ကလေးကိုစေကူဖို့ငွေလိုလိုခိုးယူမိတာလို့ဆွဆွဲခံရတဲ့အမျိုးသမီးကငိုယိုပြောနေပြီး အဲ့ဒီအကြောင်းကိုစိတ်မဝင်စားကြောင်းနဲ့ပြန်ရုပ်ဖို့ဆိုင်ရှင်ကပြန်ပြောနေတာတွေ့ရပါတယ်။ခိုးယူတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးနဲ့ကလေးငယ်ကိုတွဲပြီးကျူးတုပ်ထားတဲ့အထိဖြစ်ခဲ့တာကြောင့်လူမှုကွန်ရက်သုံးဆွဲသူတွေကဆိုင်ရှင်ကိုဝေဖန်နေကြပါတယ်။ဆိုင်ရှင်မျိုးသမီးကိုဝေဖန်နေသူတွေကခိုးယူတယ်လို့ဆွဆွဲခံရသူကိုဥပဒေအရသာဖြေရှင်းတင်ပြီးကလေးငယ်ရှိမှကိုထီလက်ရောက်မရိုက်နှက်တင်ကြောင်းထောက်ပြကြပါတယ်ကလေးငယ်ကို ရေနွေးနဲ့လောက်မယ်လို့ဆိုင်ရှင်မျိုးသမီးရဲ့ချင်းချောက်ပြောဆိုမှုကိုလည်းအပြင်းထန်ဝေဖန်နေကြပြီးကလေးငယ်ကိုကျူးတုတ်ခဲ့တဲ့ဆိုင်ရှင်မျိုးသမီးကိုဖမ်းဆီးအရေးယူလဲတိုက်တွန်းနေကြပါတယ်။ Facebook သုံးဆွဲသူတဦးကမင်းအွန်လိုင်းခင်မှာလူတွေလောက်ကင်စားတော့ရတာပုံမှုခက်ခဲကြက်တဲလာပြီးလူလူချင်းရရဆက်ဆက်ပြုလုပ်ဖို့မလိုအပ်ကြောင်းရေးသားထားပါတယ်။